ားလုံးပဲမင်္ဂလာပါ Arsenal Fan Channel ကနေပြန်ပြီးကြိုဆိုပါရစေဒီနေ့ဇူလိုင်2ရက်နေ့အာထွက်ပေါ်လာတဲ့သတင်းအရင်းမြစ်တွေကိုကျွန်တော်ပြန်ပြီးတင်ဆက်သွားမှာဖြစ်ပါတယ်ထွက်ပေါ်လာတဲ့သတင်းကတော့ကျွန်တော်တို့တိုက်စစ်မှု Jogwares ပဲဖြစ်ပါတယ် Arsenal အသင်းနဲ့အကြိုးသဘောတူညီမှုရရှိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့အတရား1 website တွေကနေတိတိတသားဖော်ပြတာရှိပေမဲ့တကယ်နာမည်ကြီး အာအကစား website ဒီကနေပြီးတော့မှရေးသားလာတဲ့အရာဖြစ်ပါတယ်ဆိုတော့အာ90ရာခိုင်နှုန်းတေချာသွားပြီးတော့ကျွန်တော်တို့ယုံကြည်ရပါတယ်ဒါကဆက်ပြီးတော့ဒီ Arsenal ဘက်ကဘယ်လိုဆက်လုပ်သွားမလဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဗျာ Jogores ကိုကျွန်တော်တို့ပေါင်တန်း80မက80လောက်ထိအနည်းဆုံးတော့ပေးတင်တယ်ဗျာ ။ဘာဖြစ်လို့ဆိုဒီလိုကစားသမားမျိုးကအာဆင်နယ်အတွက်တကယ်ကိုလိုအပ်နေတာပါ။ Lessis as Sagone di Jogoras နှစ်ယောက်ထဲကတယောက်ကိုရွေးပါဆိုရင်တော့ကျွန်တော် Jogoras ကိုပဲရွေးပါတယ်။ဘာလို့လဲဆိုသူ့ရဲ့တွန်းကိုတွေအရန်ကောင်းပါတယ်။သူ့ရဲ့ယုံအားတွေအရန်ကောင်းပါတယ်။တကယ်ကိုပြန်ဆန်ရှားပါပဲ။လက်ရှိဟောပေါ့အာပြောမယ်ဆိုရင်တော့သူနဲ့ဟာလန်နဲ့နှစ်ယောက်ပဲရှိတယ်ဆိုတော့မှကျွန်တော်တို့ချိုကိုရက်စ်ကိုပိုကြိုက်ပါတယ် ွေးရဲ့ယုံအားတဲ့တကယ်ဘောလုံးဖန်တီးမှုပိုင်းတွေမှာတော်တော်လေးကိုအဆင်ပြေပါတယ်ဒါကတကယ်အာဆင်နယ်လိုအပ်နေတဲ့တိုက်စစ်မှုစစ်စစ်ဖြစ်ပါတယ်တကယ်တော့အာဆင်နယ်ရောက်လာပြီဆိုရင်တော့အမလေးအာဆင်နယ်ဖန်တို့ပျော်လိုက်တော့ပျော်လိုက်တော့ဒါပျော်လိုက်ချင်တော့တယ်နော်ဒီကစားသမားကအာဆင်နယ်အတွက်တကယ်ကိုအကျိုးပြုမဲ့ကစားသမားဖြစ်ပါတယ်အာဆင်နယ်အနေနဲ့တကယ်ကိုဒီစပေါ်တင်းဘက်ကနေပြီးတော့တောင်းဆိုတဲ့ငွေကြေးပမာဏ အာပေးလိုက်စေချင်တဲ့ကစားသမားကလည်းအသက်က26နှစ်ပဲရှိသေးတယ်ဗျာဆိုတော့သူကအခုအာဆင်နယ်ကတဘောအချို့တဘောတူညီမှုမှာ9နှစ်လို့အာရေးသားထားတာတွေကျွန်တော်တွေ့ရပါတယ်ဆိုတော့ဘလို့ဖြစ်ဖြစ်ပါ9နှစ်ဆိုတဲ့တက်တန်းနဲ့အခုသူ့ရဲ့အသက်26နှစ်မှာနော်30နှစ်တိအာဆင်နယ်မှာကစားသွားလို့ရတာတကယ်အကောင်းဆုံးအရွယ်တကယ်အည်သွေးအမြင့်ဆုံးရောက်နေတဲ့ချိန်ဒီလိုကစားသမားကိုတော့ အဒီတန်ဂျေးလောက်တော့ကျွန်တော်တို့အာဆင်နယ်ဘက်ကနေပေးတင်တယ်ဗျဒီလိုဆိုတော့ကျွန်တော်အာဆင်နယ်ကတကယ်ကိုအာလိုချင်တဲ့ရည်မှန်းချက်တွေနော်ကျွန်တော်ချန်ပီယံဆုတွေပြန်ပြီးစိန်ခေါ်နိုင်မှာပါတကယ်တဲ့ဒူတာရောက်လာခဲ့မှဆိုတော့ဒီနေ့ရသေးမှာအာဆင်နယ်ဖလားရကိုရနိုင်တယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဗျဘာလို့ဆိုအာဆင်နယ်မှာလိုအပ်နေတာတိုက်စစ်ပဲခန်းစစ်ကောင်းတယ်ကွန်းလေကောင်းတယ် တိုက်စစ်အိုးတိုက်စစ်လုံးဝအဆင်မပြေဘူးဂျီဆယ်နားတယ်ကန်ဟာဘက်လည်းအဆင်မပြေတိုက်စစ်မှာဝယုံတုံးကဖြစ်နေတဲ့ဒီလိုချင်မျိုးမှာအာဆင်နယ်အနေနဲ့တိုက်စစ်မှုကိုကောင်းကောင်းခေါ်သင့်ပါတယ်အာနောက်ပြီးတော့ကျွန်တော်တောင်ပိုင်းကစားသမားတွေထပ်ဖြစ်သင့်ပါတယ်နော်ကျွန်တော်ညာဘက်ကတော့ဆာကာရှိပေမဲ့ဘယ်ဘက်ကမာဒီနယ်လီနေရာမှာအရင်ကစားသမားလို့အပ်ပါတယ်နော်ဆာကာဆွန်တို့အင်တာနယ်ရီရှိတယ်အာဒီဘက်မှာ မာတင်နေရီမှာတော့ trust ရှိရဲဒါပေမဲ့ကျွန်တော်တောင်းမှာကစားသမားထပ်ပြင်မှာဆိုပိုပြီးပြည့်စုံသွားမှာပါဆိုအာဆင်နယ်ဖန်တီအနေနဲ့ဟောဗာတရင်တွေရထားလဲပြီးတော့ဗာတရင်တွေရှိတယ်မှန်ခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်